မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Grade 5မြန်မာစာကိုသင်ကြားပေးမယ့်ဒီချေမွန်ဖြစ်ပါတယ်။ဒီချေကခုသားတို့သမီးတို့ကိုသင်ခန်းစာ28ထမင်းနှဲပွဲသင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်။ထမင်းနှဲပွဲဆိုတာကတော့ဒီချေတို့မြန်မာနိုင်ငံမှာရှိတဲ့ဆန္ဒလရာသီပွဲတော်များထဲမှာပွဲတော်တစ်ခုဖြစ်တယ်နော်။ထမင်းနှဲပွဲကိုတဘိုးရဲလာမှာကျင်းပကြတယ်။တဘိုးရဲလာလို့ပြောလိုက်တာနဲ့ထမင်းနှဲပွဲကိုတတိတန်ရကြတယ်နော်။ ထမင်းနှင်းပွဲကိုကျင်းပရတဲ့အကြောင်းလေးရှိတယ်။တဘိုရဲလာကနေတပေါင်းလာကိုကူပြောင်းတဲ့ရေများဟာအေးအေးလွန်ခဲ့တဲ့အေးအေးလွန်ခဲ့တဲ့လာဖြစ်တာကြောင့်မြတ်စွာဘုရားရှင်လက်ထက်ကယဟန်တန်ခါရီဟာမိလုံတကြရတယ်။ဝင်းကြီးတော်နဲ့မဲကိုင်းကြီးတာကြောင့်မြတ်စွာဘုရားကတန်ခါများကိုတားမြစ်ထားတယ်။ဘာလို့တားမြစ်ထားရလဲဆိုတော့မီးဟာမျက်စိနဲ့မတင်တော့ဘူးမီးလုံချင်းကြောင့်အစင်းပြက်တယ်ခွန်အားဆုပ်ယုံမယ် အပေါင်းအဖော်တွေနဲ့အကျိုးမရှိတဲ့ဇကားတွေကို ပြောမိမှဆိုတာကြောင့်ဖြစ်တယ်။တဘိုးတွေကနေတပောင်းကိုကူပြောင်းနေလာရီမှာဆိုရင်တော့မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့တယ်။အဲ့ဒီအချိန်ကကောက်တစ်ပေါ်တဲ့အချိန်ဖြစ်တာကြောင့်လူပေါင်းတို့ဟာမိမိတို့ဆက်ပြူရရှိထားတဲ့ကောင်းရင်းဆန်နဲ့ကောက်ဝေးသီးနဲ့များကိုမြစွာဘုရားရှင်နဲ့ယဟန်တန်ကတော်များကိုစုပေါင်းလူရန်ကြတယ်။ထမင်းလေးကိုတချို့အယက်ဒီသားတွေမှာတော့နှမ်းမင်းလေးလို့ခေါ်ကြတယ်။ တတော်သမီးတို့ဟာဒီသင်ခန်းစာကိုသင်ကြားရခြင်းကြောင့်ပွဲတော်တစ်ခုရဲ့တရုပ်ပေါ်မြင်ကွင်းနဲ့အရေးသားကိုလေ့လာတတ်ပြီးမိမိဒေသမှာရှိတဲ့ပွဲတော်တွေပြုလုပ်တဲ့အစားအစာတွေအကြောင်းကိုရေးသားတင်ပြတတ်လာမယ်။သောသမီးတို့ရေဖတ်စာစာမျက်နှာ89နဲ့80မှာရှိရဲ့ထမင်းတော့ပွဲတော့အကြောင်းကိုတီချင်နဲ့တူတူဖတ်ကြည့်ကြရအောင်မဖတ်ခင်မှာဒီချေက ခက်စစ်တီကိုဖတ်ပြပေးမယ်နော်ဂျင်းအရသာပူဆက်သော အမြင့်တရှိသည့်အပင်ငယ်တစ်မျိုး ပဲ့ကိုင်းရောင်းမကိုလိုရာရအောင်ထိန်ပေးသူချွေးနေစာပင်မင်းစွာလုကန်ရှောက်ဖွေရရှိသောပစ္စည်းတင်ကဟာအပေါင်းအသင်ဒီခြေကအခုစာပိုက်ကိုဖတ်ပြမယ်ဒီခြေနဲ့တူတူလိုက်ဖတ်ကြည့်ကြနော်မြန်မာနိုင်ငံတွင်စန္ဒလာရာသီအလိုက်ပွဲတော်များကျင်းပလေးရှိပါသည်။တဘိုရဲလာတွင်ကျင်းပသောထမင်းနေပွဲတော်နှင့်ထမင်းနေထိုးပုံအကြောင်းကိုလည်လာကြပါမည်။တဘိုရဲလာသည်ဆောင်းရာသီဤနောက်ဆုံးလာဖြစ်၍ညတာရှိလျက်အေးပူခဲ့တတ်သည်။ ထန်းဟူထန်းခိုင်များဖူးပွင့်တွဲကြသောကာလဖြစ်၍ထန်းပိုတွဲမှတဘိုးရဲဟုလည်းခေါ်ဆိုလာကြခြင်းဖြစ်သည်။ဤရာသီတွင်ပေါက်ပန်း၊လဲပန်းတို့သည်ရင်းရင်းနီအောင်ပွင့်ကြသည်။မြောက်လေတိုက်ခတ်ခြင်း၊ရော်ရွဲကြွေခြင်း၊နှင်းရီတို့ဆူရွှဲခြင်း၊ဇရက်ဆသောကြင်ငတ်တို့မြူးထူးခြင်းဖြစ်သည်။ကောက်ကြီးစပါးတို့ရိတ်သိမ်းနေလေပြီးစကောက်ဦးပေါ်စကာလဖြစ်သည်။ထမင်းနေပွဲသည်ကောက်ဦးပေါ်စတွင် ဆင်နွှဲကြသောကောက်သစ်စားပွဲတော်တစ်မျိုးပင်ဖြစ်သည်။ထိုဒူဘူရဲလာဣယာဒီပွဲတော်မှာထမင်းနေပွဲဖြစ်၍မြန်မာနိုင်ငံအနှံ့ပြားတွင်ထမင်းနေထိုပွဲများမြန်မြန်ဆင်ဆိုင်ကျင်းပကြသည်။စီနေဤနေသော ထမင်းနေသည်ကဘာဝအရာ အပူစားဖြစ်သည်။အပူချက်ကိုအားပေးသော ကောင်းညင်၊ဂျင်၊စီ၊အုံဒီဆန်၊မြေပဲ၊နှံ၊စာ၊စသည်တို့ကိုရောဆက်၍တမအောင် နေထားသော အစာအာဟာရတစ်မျိုးဖြစ်သည်။ ဆန်းဤတော်လာရသည်နှင့်လိုက်ဖက်သောတဘူရလာဤဆေးဘဝင်အစာအာဟာရဟုမြမတို့အစဉ်လာယူဆကြသောရိုးရာမြမအစာစာမှုဖြစ်သည်ထမင်းနေသည်အချိုးအစာညီပါမှအရာသာရှိသလိုထိုးသူနှက်သူနေသူကျွမ်းကျင်ပါမှစာကောင်းသည့်အာဟာရဖြစ်ပါသည်မိမိတို့ချွေးနေစာနှင့်လောဟာရုကိုစုစည်းသုံးချခြင်းဖြင့်အစဉ်အနှံ့အရာသာနှင့်ပြည့်စုံသောထမင်းနေကိုရရှိနိုင်ပါသည် ထမံနေထိုးခြင်းသည်စူပေါင်းဆောင်ရွက်မှအောင်မြင်သောလုပ်ငန်းဖြစ်သည်တဦးချင်းဖြစ်စေမိသားစုလိုက်ဖြစ်စေရက်ရွာကြောင်အလौဌာနအလိုက်ဖြစ်စေအိုးစီဘုံပေါင်းအကောက်များဖြင့်စူပေါင်းကျင်းပါလိရှိကြသည်ထမံနေထိုးခြင်းသည်တဦးကောင်းတယောက်ကောင်းနှင့်လုပ်ရမရအများနှင့်စူပေါင်းဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည်ကောင်းခြင်းစံပြတည်ခြင်းရေစိန်ချင်းမှစ၍ထမင်းနေဖြစ်သည့်အထိတူးချင်းစီတာဝန်ကျရသကဲ့သို့တူးနှင့်တူး အပေးယူများများဖြင့်စူပေါင်းဆောင်ရွက်မှသာအောင်မြင်သောလုပ်ငန်းဖြစ်သည်မြမတို့၏စူးစီးညညမှုနှင့်လက်ရည်တပြင်းနဲ့စိတ်သက်ကိုဖော်ပြနိုင်သောပွဲတော်ဖြစ်သည်ထမင်းနေတဲ့ထိုးလင်းအားကောင်းမောင်းတဲ့လူအနည်းဆုံးသုံးဦးပါရသည်ဦးစွာမိုးပြဲတဲ့တွင် စီထဲပြီးဂျင်းကိုစီသက်ရသည်ဂျင်းနဲ့တင်းလာတော့အခါရေစိမ်းထားသောကောင်းရင်းနှင့်ရေထည်ပြီးရောင်းမကြီးနှစ်လက်ဖြင့်မှုရထိုးရသည် ဖိုးပေါ်တွင်ထမင်းလေးများပြောင်းပြောင်း၍အညီတော်ဖြစ်လာလေမိုးပြဲတွေကို ဖိုးပေါ်မှချ၍မြည်ပဲအုံသည်နှံစသည်စသည်တို့ကိုတကူချင်းထည့်ပြီးအားလုံးတမသွားအောင် outside inside ထိုးရမှုရနှင်ရသည် ရောင်းမကင်နှစ်ယောက်ကထိုးနေစဉ်ပိတ်ကင်ဦးခေါ်သူတဦးကရောင်းမအရင်မှဆုံးကင်၍စိတ်ပေးနေပြီးခြေပြီးရသည်မိုးပြဲတဲ့တွင် ထို၃ဦးသာမကအခြား၄၅၀ဦးကလည်းဝိုင်းဝန်းကူညီရသည် စုပေါင်းထိုးပေးရသည်တဦးညောင်းလင်အခြားတဦးတဖွဲ့ပင်ပန်းလင်အခြားတဖွဲ့ကဝိုင်းဝန်းထိုးပေးနေပေးရသည်ထမင်းနေစနေသွားသည့်အခါဇီဒီပထိုးဖျားတို့တွင်ဥစွာကက်လူလေးရှိသည်ယဟန်တာမဏိများကိုလည်းဆက်ကက်ကြပါသည်မိဘဘိုးဘွားယမီရဖမိဆွေတင်ကဟဆွေမျိုးသားချင်းနဲ့အိမ်နီးနာချင်းတို့ကိုကျွေးမွေးဝင်ကလှူဒန်းနေရှိကြပါသည်။ဝိုင်းဖွေကမြင်ရင်ရှိရတပြိုတပါးစားကြပါသည်။ ရတာမှစိတ်နေပါသည် စင်စစ်ထမနေပွဲသည် အလူရည်ဆက်လက်နဲ့မကွာ ပြုတ်တက်ကြသောမြမတို့ဤချစ်စရာဒလိပွဲတော်တစ်ခုဖြစ်သည်ဆောင်းနှောင်းရပြီးနှွေဦးကျူဤချမ်းမြေတာယာလှသောတဘူရဲလာတွင်ဆင်နွှဲကြသောထမနေပွဲသည်မြမတို့အစင်သာရဆင်နွှဲနေကြပြီးရာသီပွဲတော်တရက်ပင်ဖြစ်ပါတော့သည် တောင်သမီးတို့ရေတပူရလမှာရှိရဲ့ထမွန်းနဲ့အပွဲချောင်းကိုလည်းတင် जा ခဲ့ပြီဆိုတော့ဒီချေရေတင် जा မှုကတော့ဒီလောက်ပါပဲဒီချေတို့နောက်စာသင်ချိန်မှပြန်တွေ့ကြမယ်နော်